ေါ်တူဂီဘောလုံးဖွဲချုပ်ဟာအသင်းကောင်းဆောင်တိုက်စီမှုစီယိုနက်တိုရဲ့အနီးကပ်ဖြစ်တဲ့ကိုအယူခံဝင်ဖို့စီစဉ်နေလို့သိရပါတယ်။မင်္ဂလာပါဒီဆိုဒက်စပွန်အနာဒိမန်ချန်နယ်ကနေပြီးတော့မှပြန်လည်ချိုးဆိုလိုက်ပါတယ်ဗျာ။စီယိုနက်တိုဟာဆိုရင်တော့အိုင်ယာလန်တင်းကိုနှစ်ကိုကိုမရှိနဲ့ရှုံးနေခဲ့တဲ့ပွဲမှာပြိုင်ပွဲနောက်ခံလူကိုတဒေါင်နဲ့တွက်ခဲ့တာကြောင့်ပဲတိုက်ရိုက်အနီးကပ်နဲ့ထုတ်ပယ်ခံခဲ့ရပါတယ်။ဒီအတွက်ပဲစီယိုနက်တိုအနေနဲ့ ၃ဘဲပဲပြစ်ဒဏ်ချမှတ်ခံရတာဖြစ်တာကြောင့်ပြီးခဲ့တဲ့အာမေနီးယားနဲ့ခြေစစ်ပွဲရဲ2026ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အုပ်စုအဖွဲ့နှစ်ပွဲရဲ့ပွဲပယ်ခံရမှာလည်းဖြစ်ပါတယ်။ဒါကြောင့်မို့လို့ပေါ်တူဂီဘောလုံးဖွဲချုပ်ကကမ္ဘာ့ဘောလုံးဖွဲချုပ် FIFA ထံကိုအယူခံဝင်ဖို့အစီအစဉ်နေပြီးတော့အိုင်ယာလန်ပြည်သက်တွေရဲ့ဖိအားပေးမှုကြောင့်အနီးကပ်ပြခံခဲ့ရတာဖြစ်ကြောင်းဖြေရှင်းချက်ပေးပြီးတော့တပွဲပယ်ပြစ်ဒဏ်အာမေနီးယားနဲ့ပွဲမှာကြာခံပြီးမှသာချမှတ်ဖို့တောင်းဆိုသွားမယ်လို့လည်းသိရပါတယ်။ စီရိုနာရိုဟာ2026ကမ္ဘာဖလားစတင်တဲ့အချိန်မှာအသက်40နှစ်ကျော်နေမှာဖြစ်တာကြောင့်ကမ္ဘာဖလားရှင်ပြန်ကွင်ရတဲ့အသက်ကြီးဆုံးပေါ်တူဂီကစားသမားဖြစ်မှတ်တမ်းဝင်မယ်လို့လည်းသိရပါတယ်။2026ကမ္ဘာဖလားပြိုင်ပွဲဟာစီရိုနာရိုနဲ့မက်ဆီတို့အတွက်6ကြိမ်မြောက်ရှင်ပြန်ကွင်ရတဲ့ကမ္ဘာဖလားပြိုင်ပွဲဖြစ်လာမယ်လို့လည်းသိရပါတယ်။အာဆင်နယ်တင်းအားဆိုရင်တော့နယ်သာလန်နောက်ခံလူဂျူရီယန်တင်မာရဲ့အမွှာညီကိုဖြစ်တဲ့ဖီယန်နုကွင်းလေကစားသမားကွင်တင်တင်မာကိုခေါ်ယူဖို့စီစဉ်နေလို့သိရပါတယ်။ကွင်တင်တင်မာဟာဂျူရီယန်တင်ပါနီတူ professional ကစားသမားဘဝကိုကူပြောင်းချိန်မှာတော့ Jurian က agent အသင်းမှာကျန်ရစ်ခဲ့ပြီးတော့ Quinton ကတော့ ultra အသင်းကိုပြောင်းရွှေ့ခဲ့ပါတယ်။အဲဒီနောက်မှာတော့ Jurian က agent ကနေ Arsenal ကိုရောက်ရှိလာခဲ့တာဖြစ်ပြီးတော့ Quinton ကတော့ ultra ကနေ Fiorentina ကိုရောက်ရှိခဲ့တာပါ။ Quinton တင်မှာဆိုရင်တော့လာမယ့်2026နွေရာသီမှာ Fiorentina အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်တာကြောင့်ပဲပြောင်းရွှေ့ချေအလွန်နဲ့ရရှိနိုင်မယ့်သူကိုခေါ်ယူလိုတဲ့အသင်းတွေတော်တော်များများရှိနေပြီးတော့ Napoli အသင်းကစတင်ဆက်သွယ်နေပြီဖြစ်တယ်လို့လည်းသိရပါတယ်။ အာဆီယံတရားဆိုရင်လည်းဂွင်တင်ရဲ့ခြေစမ်းကိုစောင့်ကြည့်နေပြီးတော့အမှန်တကယ်ခေါ်ယူဖို့ကြိုးပမ်းခဲ့မယ်ဆိုရင်ဂျူရီယန်တင်ပါကြောင့်တခြားသင်းတွေထက်အခွင့်အရေးပိုတာနိုင်ကြောင်းသုံးသပ်မှုတွေလည်းရှိနေပါတယ်။သူတို့ရဲ့ကိုဖြစ်တဲ့ဒိုင်းလန်တင်ပါဟာလည်း professional ဘလုံးသမားဖြစ်ပေမဲ့နယ်သာလန်လည်းရွေးစဉ်အတွင်းတက်ရွေးချယ်ခံရခြင်းမရှိသလိုလက်ရှိချိန်မှာဆိုရင်လည်းနယ်သာလန်ဒုတိယတန်းကလပ်မှသာကစားနေရတယ်လို့သိရပါတယ်။ မက္ဆီကိုကလပ်လီရွန်အသင်းနဲ့စာချုပ်ဖြတ်သိမ်းပြီးတော့လမ်းခွဲခဲ့ပြီးတဲ့နောက်ကလပ်အသင်းလက်မှတ်ဖြစ်နေတဲ့ကွင်းလယ်ကစားသမားဂျင်းရိုဂျီကွတ်ကအသင်းသစ်ရှာဖွေနေပြီးတော့ဥရောပကိုပြန်လည်ပြောင်းရွှေ့ဖို့ကြိုးပမ်းနေရလို့သိရပါတယ်အသက်34နှစ်အရွယ်ဂျိမ်းရိုဒီကွက်ကတော့လီယွန်အသင်းနဲ့အခုဘောလုံးရသည့်ကုံမသာစာချုပ်တန်တန်ကိုဆုံးမဖြစ်ပေမလဲစာချုပ်တန်တန်မကုံဆုံးပြီးစာချုပ်ဖြတ်သိမ်းပြီးတော့လမ်းခွဲခဲ့ပြီးတဲ့နောက်ကလပ်အသင်းလက်မှတ်ဖြစ်နေခဲ့ရလဲဖြစ်ပါတယ် ဂျိန်းရိုဒရီကွတ်ကတော့ professional ကစားသမားဘဝဥရောပထိပ်တန်းကလပ်အသင်းကြီးတွေဖြစ်တဲ့ပေါ်တိုအသင်း၊မိုနာကိုအသင်း၊ရီယယ်မက်ဒရစ်အသင်း၊ဘိုင်ယန်မြူးနဲ့အသင်း၊အေဗာတန်အသင်းတို့မှာအဆင့်ဆင့်ပြောင်းရွှေ့ကစားခဲ့သူလည်းဖြစ်ပါတယ်။ ဂျိန်းရိုရီကွတ်ကတော့ရီယယ်မက်ထရဲ့အသင်းနဲ့အတူအကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ပေမယ့်လေနောက်ပိုင်းနှစ်တွေမှာတော့ဒဏ်ရာပြဿနာတွေနဲ့ရုန်းကန်ကဲရပြီးတဲ့နောက်2021ခုနှစ်ကအေဗာတန်အသင်းကနေထွက်ခွာခဲ့ပြီးတဲ့နောက်အေယေယန်အသင်းစပေါ်လိုအသင်းဘဲဂါနိုအသင်းနဲ့လီဝန်အသင်းတို့ထံကိုအစင်းစစ်ထက်မှန်ပြောင်းရွှေ့ကစားခဲ့ရလည်းဖြစ်ပါတယ်ဂျိန်းဒိုရီကွတ်ကတော့အင်ရှင်ဖြစ်ကျင်းပါမဲ့2026ကမ္ဘာဖလားပြိုင်ပွဲမှာမက္ကဆီကိုအသင်းနဲ့အတူပါဝင်ကစားလိုတဲ့အတွက်ကမ္ဘာဖလားပြိုင်ပွဲမတိုင်မီအသင်းတစ်သင်းမှာပြောင်းရွှေ့ကစားရဖို့ကြိုးပမ်းနေရလို့သိရပါတယ်ဗျာ